လုံးမင်္ဂလာပါမြို့တွေတရက်တရက်ကနန်းပေါက်ဖို့ကိုရှာလိုက်ရတယ်ချွေးတွေလည်းပြင်းလူမကြည့်နော်ကလင်နာဒီမှာဟိုဒီမှာကလင်နာလေးနော်ဒီမှာနော်အများကြီးပဲဒီမှာကြည့်တရက်တရက်ဒီမှာကနန်းလေးရမလို့လားရရမလားပေါက်ပေါက်ဖို့တွေရှာလိုက်ရတဲ့အနေထားတွေမကြည့်နော်အခုကျွန်တော်ကားတဲ့နော်ပေါက်မယ်မပေါက်မယ်တော့အာမမခံမဟုတ်ဘူးဗျာတဲ့တော့ကြာနေကိုမြောက်ပြီးမှာ เนาะအမျိုးတွေလည်းပေါက်တည်ခြင်းလို့သာတင်းတင်းပေးနေရတာအဲ့တော့ကျွန်တော်ဗျာဒီနေ့ဒီ method တွေတခုကျွန်တော်ပြန်ပြမယ်ဗျာเนาะသူ့ရဲ့ဖြစ်စဉ်လေးကတော့မစိုးဘူးဗျာเนาะကျွန်တော်တို့ပထမဆုံးစာကြည့်လိုက်မယ်သူဘယ်ချိန်ကြတုံးဆိုတော့ဒီကောင်ကတဲ့18ချိန်เนาะ18ချိန်တဲ့တယ်ပဲသွား18ချိန်เนาะကျွန်တော်တို့စာကြည့်ကြမယ်ဘယ်တော့တုံးဆိုဒီကောင်က2 2001 ဒီကောင်ကဘလောက်တုံးဆိုတော့2018เนาะအဲကြောင့်ကြည့်ကြမယ်ဗျစမ်းကြည့်ကြစမ်းမယ်ဆိုတာလိုပါဗျဖြစ်နိုင်မဖြစ်နိုင်စမ်းကြတာဗောနော်တစ်တုံရတယ်လေးတယ်ဒီတစ်တုံရလေးဆိုတဲ့ခဏလေးရเนาะဟုတ်လားတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်ခုနှစ်ကြိမ်เนาะဒီမှာအောက်မှာထွက်တာသူ1ကြိမ်နဲ့ထွက်မှာလို့ကျွန်တော်တို့ကပြောပြီเนาะ၄၈တစ်ဆိုတဲ့ခဏ1ကြိမ်နဲ့တစ်တုံရလေးဒါလေးကိုအောင်းညင်တာ အဲ့လိုအောင်မဲ့ချိန်မှာတဲ့သူတို့လုတ်စင်နေပြီဗျာမနော်လုတ်လုတ်သွားတဲ့ပုံလေးပြီဗျာမနော်သူကသူသွားတာလေးတိ၃ည၄လို့အောင်မဲ့ချိန်မှာသူ့ဆောင်းထွက်လိုက်အပိတ်နှစ်တဲ့ခါ၃ညတဲ့ထိတ်၃ညဒီသုံးလုံးနှစ်တဲ့အဲ့ဒီနှစ်ကမှနှစ်ပိတ်ကလေးနဲ့နှလုံးလာပူနှစ်လေးနှလုံးပူသွားပြီနော်အဲ့လိုလဲပူပြီးအဲ့နှစ်ဆောင်းဆင်းလိုက်တဲ့ပရိချောက်တဲ့အဲ့ဒါဆိုရင်နော်သူ့ရဲ့ဆောင်းတပင်နှစ်ပင်တက်လိုက်မယ်ခွန်ပိတ်တစ်ပိတ် ship ပဲဒီသုံးလုံးက6လို့ပြန်ရေးသွားပြီเนาะရေးလေသွားပြီးတော့အဲ့ရေးသွားတဲ့6လို့ရေးတဲ့အောက်ဇောင်းလေးကိုသွားလိုက် break နှစ်တဲ့ဒီသုံးလုံးနှစ်ဒီနှလုံးနှစ်ခဲ့တဲ့နှစ်ကမှနှစ် break လို့လားတဲ့တာเนาะအဲ့မှာတဲတဲ့ပြီးတော့ကျွန်တော်တို့ကြည့်ကြမယ်เนาะဒီကနေနှစ် break တဲလိုက်ပြီเนาะတဲပြီးတပင်၂ပင်၃ပင်၄ပင်၅ပင်ဒီဘွဲရောက်ပြီရောက်ပြီဆိုတော့ကျွန်တော်တို့ကဘလို့ဆော့ကျင်တာတော့ဆိုတော့ကျွန်တော်ဟိုတနေ့ကဆော့တယ်နည်းနည်းတူမယ်နည်းနည်းတော့เนาะ ဒီကိုဒီလေး94ဖြစ်နေတဲ့အချိန်မှာကျွန်တော်လေးလိုပဲပြီးနေတာမှန်တိုင်းဒီကိုကိုမထက်တွင်နေရတယ်နော်ဒီကိုနဲ့သူ့အောက်ထွက်မဲ့ပင်ကကိုနဲ့ကိုထိတ်ပြဲကိုထိတ်ဖြစ်နေမှာပဲနော်ဖြစ်နေပြီဆိုကျွန်တော်တို့ကဒီလေးထိတ်ကိုလေးထိတ်လို့လှမ်းပြီးတဲ့အချိန်မှာကိုလေးလေးလို့ဖြစ်သွားပြီနော်ဟုတ်ပြီနော်အောက်ကနေပြန်တက်လာရင်ကိုလေး လေးလိုပဲဖြစ်တာเนาะလေးကိုကျွန်တော်ထိပ်ပေးမှာအဲ့ဒါဆိုရင်ကျွန်တော်တို့ကအပိတ်တစ်ကိုခါလို့ကျွန်တော်ဒီလိုပေးလိုက်မှာခါเนาะဟုတ်ပြီเนาะတစ်ကိုခါလို့ပေးလိုက်မှာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ6ကြောင်းဒီ3လုံး6ဒလာစဉ်းစားပြီเนาะဒီ4ရယ်ဒီ1ရယ်ဒီ1ရယ်ဒီ3လုံး6เนาะ4 1တဲ့ဆိုတော့6ဒီ6ဒီဘယ်ရလာလဲတပင်းနှစ်ပင်းသုံးပင်းထွက်လိုက်5ခါ6 6ခါ7ခါ9ခါဒီသုံးလုံးကြီး1ဒီ9နဲ့ပေါင်း6အဲ့ဒီ6ကလေးလာပိတ်လို့ဒီသုံးလုံး6လို့ကျွန်တော်ခေါ်ရလိုက်တာဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုရင်ဒီသုံးလုံး6လို့ရပြီဆိုလို့ရှိရင်6 4ဆိုတဲ့ကဏ္ဍသည်နော်ခွန်လို့ဖြစ်လို့ရှိရင်အဲ့ခါ4 4ဒီ6ဒီခွန်လို့ပဲပြန်ဖြစ်သွားပြီနော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် तू ကဘယ်လိုလုပ်မလဲဆိုရင်ဒီသုံးလုံးကခွန်ဆိုလို့ရှိရင်ဒီသုံးလုံးကရှစ်ဖြစ်မယ်တဲ့နော်အဲ့ကြကျွန်တော်တို့ကဆော့မှာကလာမယ်ကနန်းဒီတဲ့တ၃၄ဆိုတဲ့ကနန်းဒီကိုပေါက်ချင်တာအဲ့ဒါဆိုရင်နောက်တစ်ချက်ပြန်ကြည့်ကြမယ်ဗရိ6တို့ဖြစ်ခဲ့ပြီးနောက်သုံးလုံး6တို့ထောင်ခဲ့တဲ့အပြင်တစ်ခါ sorry တစ်ပေ၃ခါ၄ ဒီ1 3 4 1 3 4 1 3 4 1 3 4တစ်တုံညာလေးတစ်တုံညာလေးတူပြီးမှဒီမှာတစ်တုံညာလေးလို့အောင်းညင်တာလားစဉ်းစားပြီနော်မျိုးတွေမှန်တယ်နော်5 6 8ခွန်ဆိုရင်အလုံးပေါင်းချင်း6အဲ့ဒီ6ကလေးလာပိတ်တာ ਨੇ ထိတ်ရဲခါရဲအပိတ်ရဲ3လုံး6ဟုတ်တယ်နော်၄ထိတ်က၄ထိတ်တဲ့နော်ကဲမျိုးတွေ စဉ်းစားလို့ရရင်တော့ဒီသုံးလုံးစီခွန်၃ည၉အတော့ sorry ၃ည၈ကိုဒီခွန်ခွန်တိ၃ည၈သူခွန်ဆိုရင်သူ၈ဟုတ်ပြီနော်အဲ့ဒါတွင်နော်ဒုတိယကတ်ကြည့်ကြမယ်ကလင်နာတော့ညိုညိုအမယ်ကလင်နာတို့တော့နည်းယူရမယ်ကြည်နေရတော့ညနေမယ်ဟွာလို့ဖြစ်ချက်98ဆလောက်ရေချက်ကိုပုံထားရတယ်အဲ့ဒါတွင်ဒုတိယကတ်ကြည့်ကြမယ်နော်အဲ့ဒါဆိုရင်အပင်ကိုက်ဖြစ်နော်နော်၄ချိန် ရှစ်ကြိမ်နော်အဲ့ဒါဆိုတင်းငါသုံးဖြစ်ပြီတင်းငါသုံးလို့ဖြစ်ပြီငါနှစ်ငါဆိုတာဆောင်းသုံးလုံးနှစ်နှစ်ကိုမှနှစ်ကလေးကိုအပူလေးနဲ့လာတဲ့နော်တဲလဲပြီးသွားရောတဲ့နော်သူ့ဆောင်းစင်လိုက်ဗရိတ်ချောက်တဲ့သူ့တမင်တက်လိုက်ရှစ်တင်းခွန်နောက်သုံးလုံးဒီ6ဟုတ်တယ်နော်ရှစ်တင်းခွန်နောက်သုံးလုံး6ဒီ6ကိုနော်အဲ့ဒါဆိုရင်ဒီမှာကြည့်နော် D6 018က6ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကြည့်မယ်เนาะ၃လုံး6ဖြစ်သွားပြီတဲ့အဲ့ဒါဆိုလို့ရှိရင် D3 လုံး2တဲ့ပရိတ်2တဲ့ဒါပေမဲ့2ပင်3ပင်4င်ဒီ3လုံး2ကြောင်းပရိတ်2 D2 ဟုတ်တယ်เนาะအဲ့ဒါဆိုရင်ကြည့်ဒီ3လုံး2ဒါပေမဲ့2ပင်3ပင်4ပင်ပရိတ်2 D2 ကြိုက်တယ်เนาะအဲ့ဒါတူတူပဲเนาะပုံစံအဲ့ဒါဟုတ်ပြီတဲ့ဒီမှာ၈ထိပ်ကိုမတွက်နဲ့တော့ဒီ၈ထိပ်နဲ့ဒီ၈ထိပ်နဲ့လာတူနေမှာ အာရအာရပြီးခဲ့တဲ့ဘက်ကမြင်လို့ဆိုဒီရှစ်ထိတ်နဲ့ဒီရှစ်ထိတ်နဲ့လာတူလို့ရှိရင်ဒီတစ်ထိတ်ကိုတစ်ထိတ်လို့ပဲကျွန်တော်ပေးမှာရှစ်တစ်တစ်လို့ကျွန်တော်ပေးလိုက်မှာအဲ့ဒါဆိုရင်အောက်ကလဲတာတဲ့ရှစ်တစ်တစ်လို့ပဲယူမှာเนาะ new တွေဟုတ်ပြီအဲ့ဒါဆိုရင်ဒီငားလေးကိုကျွန်တော်ကဘာလို့ခါထိုင်ပေးချင်တာတော့ဆိုတော့ဒီပိတ်ခဲ့တဲ့တစ်ဒီသုံးလုံးကျွန်တော်တစ်ချင်တာဒီသုံးလုံးတစ်ချင်တာเนาะဟုတ်လား ီလုံးလုံးတက်ချင်လာအဲ့ဒါဆိုရင်တပင်းနှစ်ပင်သုံးပင်ထွက်လိုက်၃ညာခါ၅ခါ၃ညာခါ၆ခါတဲ့ဒီလေးလုံးပေါင်းခြင်းသည်တက်တက်ကြောင့်ဒီတက်ကလေးလဲပိတ်လိုက်ဒီသုံးလုံးကတက်ဟုတ်ပြီနော်နော်မျိုးလေး၅ sorry ၅ငါတပြီပုံတဒီသုံးလုံးက၈တတတတရှစ်ဟုတ်ပြီနော်အဲ့ဒါဆိုရင် ီ၃ညရဲ့ဒီ၅ရဲ့ဒီ၃ညရဲ့ဒီ၆ရဲ့ဒီလေးလုံးပေါင်းခဲ့တဲ့၁တည်တဲ့ဒီ၁လို့ဖြစ်လို့ဒီ၃လုံး၆ဟုတ်တယ်နော်အမျိုးတွေဒီ၃လုံး၁ sorry နော်အဲ့လိုဖြစ်ပြီးပြီဆိုလို့ရှင်ကြည့်လိုက်လေဒီ၆ကြောင်းနဲ့ဒီ၃လုံး၆လို့ဖြစ်ခဲ့တဲ့အချိန်မှာဒီ၁အပိတ်ကလေးရဲ့အဲ့ဒီမှာကြည့်လိုက်နော်တင်း93ဆိုတဲ့ကဏ္ဍကိုနော်တင်း93လို့ပဲ လာတဲ့တာเนาะအမျိုးတွေဟုတ်တယ်เนาะတိစားကြည့်เนาะเนาะဒီမှာတဲခဲ့တာ1 5 3ဒီမှာတဲတာလဲ1 5 3အဲ့မှာကျွန်တော်တို့ရိုက်မှာ1 5 3ဒီမှာရိုက်မှာအဲ့ဒီမှာကြည့်เนาะဒီကောင်က8ဒီကောင်က4ဒီကောင်က3ဒီဆောင်3လုံးဒီ5ဒီ3လုံးဒီ6ရိုးရှင်းလားเนาะသူတဲတာကြည့်เนาะ1 5 3 2 3 6ဖြစ်ခဲ့တဲ့အပြင်1 5 3မယ်နော်တေချာကြည့်နော်ရှင်းပြီနော်တေချာရှင်းပြီနော်အဲ့ဒါဆိုရင်1 3 4နှစ်ဆောင်ဖြတ်ဗရိတ်6ဖြစ်နောက်တစ်ခါအဲ့နှစ်ကလေးအပိတ်မှာနှစ်လို့ဖြစ်ဒီကောင်ဗရိတ်6ကြောင့်နောက်သုံးလုံး6 6တဲ့အချိန်မှာ1 3 4လို့ပဲထောင်းတာနော်ဒီမှာလည်း1 3 4လို့ပဲထောင်းတာနော်ဒီမှာထွက်တော့4 3 1ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီ6ဒီပဲလာတာတော့သူ့ဒီ6ပိတ်ကလေးကြောင့်တပင်းနှစ်ပင်သုံးပင် ခ၅ခ၆ခ၈ခ၇ခဆိုတော့ဒီသုံးလုံး၄လုံးပေါင်းညာ6ဒါကြောင့်မို့ဒီသုံးလုံး6ဟုတ်ပြီနော်6 4 4မို့လို့6 4 4အဲ့ဒီမှာမျိုးတွေပြန်ချုပ်မယ်နော်ဒီပူခဲ့တဲ့ကနန်းလေးကနှစ်ပူလေးကဒီသုံးလုံးပေါင်းခဲ့တဲ့နှစ်က4တို့လာဖြစ်တဲ့အလိုပြန်မှတ်လိုက်နော်အဲ့ဒါဆိုရင်ကြည့်လိုက်ဒီပေါင်းခဲ့တဲ့ပြိတ်ကြီး6ဒီပြိတ်သုံးလုံးပေါင်းခဲ့တာဒီ3 ဒီပရိသုံးလုံးပေါင်းခဲ့တာဒီ9 6 3 5လို့ပေါင်းလို့ရှိရင်4လို့ပြန်ချုပ်ရမှာဟုတ်တယ်နော်6ရဲ့3ရဲ့9 5ရဲ့ပေါင်း4အဲ့ဒါကဒီ4ဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုရင်ကြည့်မယ်နော်3ည5 3ည6ဆိုတော့1အဲ့ဒီ1ကိုမှဒီမှာ1လို့ထောက်ပြီးဒီသုံးလုံး1ဒီသုံးလုံးက9ခါသုံးလုံးနောက်သုံးလုံးက6အဲ့ဒီအချိန်မှမျိုးတွေကြည့်နော် ဒီမှာထောင်ခဲ့တာ153ဒီမှာကိုွေးခဲ့တာ153ဟုတ်တယ်နော်အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်ဒီပရိတ်သုံးလုံးပေါင်းခြင်းက5ဒီပရိတ်သုံးလုံးပေါင်းခြင်းက3ညာဒီပရိတ်သုံးလုံးပေါင်းခြင်းက6အဲ့ဒါဆိုရင်6 5 3ညာလို့ပေါင်းနိုင်4အဲ့ဒီ4ဒီဒီပေါင်းခဲ့တဲ့နှလုံးလေးလေးဒီနှစ်ကြောင်းနှစ်ဖြစ်ပြီး4ဖြစ်ခဲ့တဲ့4လေးဥမာဒီပရိတ်ဒီပရိတ်ဒီပရိတ်ပေါင်းတာ၄ပြန်ရတယ်၅၃ည၉ဆိုတော့ဒီ၄ပြိသုံးလုံးပေါင်းခြင်း၄ ကိုပရိချုပ်ဟုတ်ပြီနော်မြို့တေချာကြီးနော်အဲ့ဒါဆိုရင်6ပရိဒီမှာ3ပရိ6 3သူ9ဖြစ်နေပြီဒီမှာပရိ5ဆိုရင်ဒီ3လုံးပေါင်းရင်4လို့ပြန်ကိုက်ဟဲ့ပရိ3လုံးပေါင်းရင်4နဲ့လည်းပြန်ကိုက်အောင်ချုပ်ခဲ့တယ်နော်ကဲအားလုံးမင်္ဂလာပါမြို့တွေ foreign tour ပြင်မဲ့ခေါင်းတော်မူးအောင်ရှာတာမြို့တွေပေါ့မယ်မပေါ့မယ်ဆိုတော့အာမမခံချင်းနိုင်တာလေးရတော့သူ့ဟာလေးနဲ့သူမဆိုးပါဘူးဒီ frame လေးဒီ frame လေးပြန်တည်တယ်နော်ဒီဒီ frame လေးကို ဒီ frame လေးပြန်တည်တာပဲเนาะဒီ frame လေးပြန်တည်တာပဲကဲ1 5 3မဆိုးပါဘူးထိုးပြောပါတယ်เนาะဒီ define ဒီ define လေးဒီလိုကြည့်လိုက်เนาะဒီ define လေးလိုကြည့်လိုက်ဒါမှဒါလေးပေါ့ဗျလွယ်လွယ်လေးပြတယ်ထတ်ချုပ်ပြနေလဲမျက်စိတွေလဲကုန်ပါဆိုတော့เนาะကဲအားလုံးမင်္ဂလာပါမျိုးတွေပေါ့ကြပါ